ားလုံးမင်္ဂလာပါဗျာ။ Foreign Name ညနေပြန်လာကြိုးစားပါရစေဗျာ။ဒီနေ့မှတော့ကျွန်တော်ကကျွန်တော် Redmi Phone သလုံးပေါ့နော်။ဒီကောင်လေးကရေဝင်ပြီးပါပါမလားတော့ပါဘူး။အဲကောင်လေးကိုကျွန်တော်ပြပြနေမြောက်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီကောင်လေးကပြပြထားလဲကြာပြီပေါ့နော်အဲ့တော့တေးတော့မတေချာတော့ပါဘူးကျွန်တော်တို့ဆန်းကြည့်မှဖြစ်ပါတယ်ဆန်းပြင်ကြည့်မယ်ပေါ့ဗျာနော်ရမရတော့ဟိုဆန်းရတာပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ချက်တော့ဆန်းကြည့်မယ်ဆန်းကြည့်မယ်ဆိုတော့ကျွန်တော်ခဏဆင်ထွေးလေးခဏထုတ်လိုက်မယ်အဲ့တော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲအခုနောက်နောက်ထွက်တဲ့မော်ဒယ်တော့မရတော့အနောက်မှာ ကဲဒီတိုင်းခွာလို့မရတော့ဘူးပေါ့နော်အပူလေးပေးပြီးခွာရတယ်သုံးဖို့ဆပလီလေးသုံးရတယ်အဲဒီလိုမျိုးအရင်က model တွေကတော့ဆပလီသုံးရမလို့ပေါ့နော်ဒီကောင်ကနောက်ဖုန်းတစ်ခါခွာလို့ရပါတယ်ကျွန်တော်ခွာပြမယ်နော်ဒီမှာအရင်လွယ်ပါတယ်ဗျာနော်မနော်အင်းဟောတော့ so easy ပါပဲအရင်လွယ်ပါတယ်အဲ့တော့တတိယမှာဆပ်ပလီလုပ်တဲ့လူစဉ်3တာမှတစ်ခုရှိတယ်။ပေါက်ကီးတွေကကြာတဲ့ခါကျတော့အဲ့လိုဘောင်လေးက6မိကျိုးနံမျိုးရှိတယ်။ခွိုက်တန်တဲ့ပေါက်ကီးတွေကဒီမှာထွက်ထွက်သွားပြီနော်။ဒါဆိုကျွန်တော်တို့ကတေချာလေးပေါ့။ ျွန်တော်ကတေချာလေးတင်ထားမလို့ရေနော်ဒီမှာအဲဒီမှာနော်အဲဒီကောင်လေးအရန်အရေးကြီးတယ်တချို့ကလေးကရှာလုံရှာမရတော့ဘူးနော်ကြော်လည်းမလာဘူးအဲ့တော့ပစ္စည်းပြန်ထည့်ဖို့ကလည်းနည်းနည်းခိန်းတက်တယ်နော်အဲကြောင့်မို့ခလုတ်လေးတေချာလေးတင်မယ်နော်ဟောနော်ခလုတ်လေးတေချာတင်မယ်အဟမ်းโอเคအဆိုလို့ရှင်ရပြီနော်ဟာခလုတ်လေးတေချာတင်မယ်โอเคပြီးပြီဆိုလို့ရှင်နော်ကျွန်တော်ဒီမှာသုံးတဲ့အတိုင်းပဲဒီမှာသူ့ရဲ့ပုံမှန်ချက်ထားတဲ့နက်လေးတွေဖြုတ်မယ်ပေါ့ဗျာနော် အဲ့ဖုန်းချင်တွေကတော့တော်တော်စိုးပါပဲအမှတန်ကြီးတောင်ကိုက်နေနော်တော်တော်ကြာကြာပုံကြတယ်နော်တော်တော်ကြာသောပုံကြရတယ်အဲ့လိုရမ်းကြာပြီဆိုလို့ရှိရင်တော့အဆင်မပြေဖို့ရများတယ်ပေါ့နော်ကျွန်တော်ရင်ဝင်နေဆိုရင်ချက်ချင်းလာတာကောင်းတယ်ချက်ချင်းဝင်ချက်ချင်းဆေးချက်ချင်းထုတ်တော့ချက်ချင်းရတာများတယ်အဲ့အချိန်ကြာလေးလေးပြန်လာနည်းနည်းခင်းနေလေးကုန်ကြများလေးလေးဖြစ်ဖြစ်တတ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီခေါင်းလေးကိုကျွန်တော် ုတ်ကြည့်လိုက်မယ်အရင်ဆုံးကျွန်တော်ဒီကောင်လေးကို short short ရှိမရှိအရင်ဆက်ရတော့မယ်ဗျာနော် short ရှိမရှိအရင်ဆက်ရတော့မယ်အဲ့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် short ရှိမရှိစစ်စစ်မယ်စစ်စစ်မယ်ကျွန်တော်ပုံမှန်တော့မီတာနဲ့စစ်စစ်လေးရရတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများလည်းအလွယ်တကူစစ်စစ်လေးရအောင်ကျွန်တော်ကဒီပေါ့နော်စစ်စစ်ပြမယ်စစ်စစ်မယ်ဆိုတော့ဒီမှာအော်ဒီဒီခေါင်းလေးပေါ့နော်ကျွန်တော်တို့ကဒီဒီပတိမှာပတိခေါင်းလေးမှာခေါင်းလေးရှိတယ်ကျွန်တော်ဖြုတ်ထားရှိတယ်ပေါ့နော်ကျွန်တော်ပတိပတိမှာခေါင်းလေးဖြုတ်နေရတော့အရင်ပတိမှာမရောက်ပြီးခဲ့တော့အားလုံးဖြုတ်တတ်မယ်ထင်ပါတယ်နော်အဲအဲဒီမှာပေါ့နော်ဒီခေါင်းလေးပဲဖြစ်ပါတယ် အဒီကောင်လေးနဲ့ဒီမှာကျွန်တော်တို့ချက်ချက်လိုက်မယ်ဒီမှာတော်သူပါပြီသားအဲဒါဆိုလို့ရှိရင် အပေါင်းတို့ပါပြီသားတော့ကျွန်တော်ဒီမှာချက်လိုက်မယ်အဲ့တော့ဒီတရားပေါ့နော်ကျွန်တော်ဒါမျိုးလေးလေး9မျိုး6မျိုးလောက်ချက်တာဖြုတ်တာလို့ရှိရင်ကိုအားလုံးထောင်းပါတယ်တော့ကျွန်တော်တစ်ခုမတစ်ခုလိုက်ပြီးတော့ချက်ကြည့်မယ်ဒါမဲ့ဒီကောင်ကဒီကောင်နဲ့စမ်းကြည့်မယ်โอเคဒါဆိုဒီကောင်နဲ့အဆင်ပြေသွားပြီเนาะဒီမှာအဲဒီအမျိုးလေးက9ခု6ခုလောက် ကျွန်တော်တွေအဲထုတ်ထားလို့ရှိရင်တော်တော်များများဟောအဆင်ပြေတာကိုတွေ့တွေ့ရပါတယ်အဲ့တော့ဒီလိုမျိုးလေးဒီလိုမျိုးကော့ကိုထွင်ထားလဲရတယ်ကော့ကိုထင်ထားခြင်းတို့ဒီလိုကျိုးဝယ်လဲရတယ်เนาะကျွန်တော်ပြပေးမယ်အဲဒီမှာဒီမှာဆိုလို့ရှိရင်အဲဒီဒီမှာဆိုလို့ရှိရင်သူ့ကျိုးပေါ့เนาะဒါကတော့ဒါတော့ supply မှာအနေနဲ့တက်တက်လိုက်မယ်တက်ပြီးတော့ဒီမှာဘယ်နှဒီမှာခေါင်းလေးအများကြီးပဲဒါတော့အသေးကောင်ဒါတော့အကြီးကောင်ပေါ့နော်အဲ့တော့ဒါကတော့အသေးကောင်ဒါတော့အကြီးကောင်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီလိုမျိုးဒါမျိုးသုံးခြင်းလည်းသုံးလို့ရတယ် ဲ့လိုအဲ့လိုမသုံးချင်ဆိုလို့ရှိရင်လည်းဒီအမျိုးလေးသုံးလို့ရတာเนาะဒါကျွန်တော်ပြမယ်ဒီမှာပေါ့เนาะဒါဆိုကျွန်တော်တို့ကပတိဟောင်းနေအများကြီးပဲအဲ့ဟောင်းနေအများကြီးတဲ့မှာဒီလိုမျိုးပေါ့เนาะအဲ့ဒီမှာဒီမှာเนาะဒီမှာကြိုးလေးရှိတယ်ဒီကြိုးလေးတွေဒီမှာဒါလေးဖြုတ်လိုက်ပြီးတော့ဒါလေးနဲ့ဖြုတ်လိုက်ပြီးတော့ဒီဟာလေးတွေကိုကျွန်တော်ဖြုတ်ထားဖြစ်ပါတယ်ဒီမှာเนาะဒါဆိုပါဝိဒါတုတ်တူအထက်မှာပါဝိဒါအပေါင်းနှုတ်လေးတွေเนาะအဲ့ဒီမှာเนาะအများကြီးပဲဒီဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးအဲ့တော့ဒီမှာကျွန်တော်တစ်ခုဖြုတ်ပြမယ်နော် ီမှာเนาะဒါဆိုကျွန်တော်တို့ဒီမှာဒါလေးဒါလေးနဲ့အဲဒီလိုချိုးလိုက်မှာเนาะအဲဒါဆိုရင်ဒီမှာเนาะဒီမှာเนาะရသွားပြီအဲမနော်ဒီဟာဒီဒါနဲ့သွားမချစ်နေเนาะဒါရင်သွားချစ်လို့ရှင်မိကိုလေးပါထထွက်ပြီးတော့ထပ်ပေါက်တက်တယ်เนาะမနော်မှကြည့်လိုက်ပါမနော်အဲအဲဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာဟာဒီဘက်ကဟာလေးကိုဒီဘက်ဟာလေးလည်းဒါလေးထားဒါလေးနဲ့အဲအဲဆိုလို့ရှင်အဲဒါဆိုရင်မနော်ဒါဆိုရင်သူ့ဟာလေးထွက်ထွက်လာတယ် အဘေးကအခုံလေးလို့ကျွန်တော်ထုတ်ထုတ်လိုက်အမအခုံလေးဒါလေးကကျွန်တော်အဓိကယူမှာဒီကောင်လေးဖြစ်ပါတယ်โอเคဒါဆိုပြီးသွားပြီเนาะဒီမှာအမအမအပေါင်းတော့ပါတယ်ဒါလေးကိုဒါဒါလေးနဲ့ဖြတ်လိုက်မယ်နော်ဟမ်โอเคမနော်ဒါတော့ဆက်ပြီးလုပ်တဲ့ညီကိုတွေအတွက်အရင်ကအသုံးဝင်မှာဖြစ်ပါတယ်ဗျာเนาะဒီမှာเนาะအဲဒါဒါဆိုလို့ရှိရင်ဖုံးတလုံးအတွက်အဆင်ပြေသွားပြီဒီဟာဒီဟာမျိုးလေးပေါ့เนาะဒီဟာဒီဟာမျိုးလေးထုတ်တယ်အဲဒါဆိုရင်ဒီမှာအပေါင်းတို့လည်းပါပြီးသားအပေါင်းတို့ချိတ်လိုက်ရုံပဲโอเคဒါတော့ဆိုအလုံးထုတ်တတ်မယ်ထင်ပါတော့ ဒီကျွန်တော်ထည့်တင်လိုက်တော့မယ်โอเคအားဆိုလို့ရှိရင်ဒါလေးထုတ်ပြသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဈာမ်းမယ်เนาะအားဈာမ်းမယ်ဆိုတော့ကျွန်တော်က supply မှာတော့အားလုံးတည်တဲ့အတိုင်းပဲကျွန်တော်4 by 2လေးနဲ့ဈာမ်းမယ်လောဆယ်2ညနေပဲဈာမ်းမယ်เนาะ2 5ရှိရဆိုတော့ကျွန်တော်2ညနေရင်ဈာမ်းမယ်အဲ့တော့အပေါင်းနှုတ်ကလည်းမမမဈာမ်းမလို့ဒီမှာအပေါင်းနှုတ်ပါပြီးသားမဟုတ်เนาะဒီကျွန်တော် b minus b b minus b b plus ပေါ့เนาะโอเคဒါဆိုရင် b plus ဒါဆို b minus တော့ပါပြီးသားပေါ့เนาะဒါဆိုရင်ကျွန်တော် b plus ဆိုအပေါင်းပေါ့ဗျာ ဒီမနာဆိုနှုတ်ပေါ့အဲဒါတော့မမကြည့်လိုက်အဲအဲ့လိုမျိုးအဲ့လိုမျိုးထိတန်တဲ့တန်းအောင်နေဒါဆိုရင်တန်းဒါဒါဆိုတန်းရှော့ဖြစ်နေပါတယ်မနော်ဒါဆိုတန်းရှော့ဖြစ်နေတယ်အဲတန်းရှော့ဖြစ်နေရင်ဒါရေဝင်ထားဆိုတော့တန်းရှော့ဖြစ်နေမှာပဲအဲ့တော့ကျွန်တော်တို့ကအဲ့ short လေးကိုရှင်းလိုက်တာ ਨੇ ဒီဖုန်းကိုပေါက်ပြန်လာမှာဖြစ်ပါတယ်အဲ့ဒီကောင်လေးကတအားကိုကြာပြီးတန်ကြီးတော့ကိုက်နေပြီဆိုတော့တေတောင်တေချာဖတ်မလားတော့မသိတော့ဘူးတစ်ချက်လောက်ဆက်ဆန့်မယ်နော်အဲ့တော့ကျွန်တော်ဒီဆက်ပြားလေးကိုဆက်ခွာခွာကြည့်လိုက်မယ်နော်ဖြုတ်ကြည့်လိုက်မယ် ဒါကတော့ကျွန်တော်ရမရအထက်ဖုန်းเนาะအဲ့တော့ဟိုအစပေါ့เนาะ노ပါဝါတလုံးရေဝင်တဲ့ဖုန်းတွေလို့လိုက်ပုံလိုက်နေလေးအခြေခံလေးပြပေးတော့ပေါ့เนาะဟိုကျွန်တော်ဖုန်းလမ်းကြိုးလေးဖြုတ်လိုက်မယ်အောက်ကစပီကာပဲဖြုတ်ထားမယ်เนาะဒီမှာသူအောက်ကအောက်ကစပီကာဖြစ်ပါတယ်ဟောဒီကောင်လေးဖြုတ်လိုက်မယ်เนาะโอเคအဲ့တော့ကျွန်တော်ဒီမှာဖြုတ်တယ်ပေါ့เนาะโอเคမနောက်တော်တော်ကျွန်တော်လေးတစ်ချက်လောက်ဖြုတ်လိုက်ကြည့်လိုက်မယ်ဟော ဟိုဒီမှာเนาะအများကြီးပဲเนาะဒီမှာရေချိုးတန်ချိုးတောင်တက်နေเนาะโอเคအဲ့ဒါဒီကျွန်တော်တန်ရှင်းလုပ်မယ်เนาะအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတန်ရှင်းလုပ်မယ်ဆိုရင်ဒီမှာရှိတဲ့ကင်မရာလေးဖြုတ်ထားမယ်เนาะရှိတဲ့ကင်မရာလေးဖြုတ်ထားမယ်เนาะခဏဖြုတ်ထားမယ်အဲဒီမှာအဲဒီမှာသူ့ရဲ့ကင်မရာလေးเนาะခဏဖြုတ်ထားမယ်โอเคဖြုတ်ရပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီဒီဟာဒီဟာနဲ့လည်းတန်ရှင်းလုပ်လို့ရတယ်နော်ဒါနဲ့လုပ်လို့ရတယ် ပြီးရင်ကျွန်တော်တို့ဒီဟာတန်းနဲ့တန်းရှင်လို့အလုပ်ရအောင်เนาะဒါတော့တင်တာအပြော့စားဖြစ်ပါတယ်ကျွန်တော်တို့လိုအရင်ဖုံးလေးပါဖြွင့်မယ်เนาะမနော်မတူတန်ဖုံးလေးပါတယ်အဲ့လိုဖုံးလေးပါဖြွင့်မယ်เนาะအဲ့တော့ဒီမှာလည်းတန်ဖုံးလေးဆိုတော့ဖုံးလေးပါဖြွင့်စီမယ်เนาะဒါမှကျွန်တော်တို့ ဒီပုံသေးချာမှာပေါ့နော်ဒါဒီတိုင်းလေးဖုံးထားနော်ခွာခွာလို့ရပါတယ်ဟာနော်အဲအဲ့တော့ဒီဟန်ဒီဟန်နဲ့ပဲဆေးလေးရတယ်ပေါ့နော်။ဒီဟန်နဲ့ရှိတဲ့ဒါနဲ့ဆေးဒါနဲ့ရှိတဲ့ဒါနဲ့ဆေးဒါနဲ့မဆေးလေးရရနော်ကိစ္စမရှိဘူး။ ုံတော့အပူနည်းနည်းပေးလိုက်မယ်နော်အပူနည်းနည်းပေးလိုက်မယ်အပူနည်းနည်းပေးလိုက်မယ် Okay အဲ့ဆိုလို့ရှိရင်ပြီးပြီပြီးပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ဆန်းမယ်နော်တစ်ချက်ပြန်ဆန်းမယ် ချက်ပြန်ဆန်းမယ်ဆိုတော့ကျွန်တော်ဒီမှာအပေါင်းနှုတ်ချိန်မယ်အပေါင်းနှုတ်တွေတော့မလွဲစေနဲ့เนาะတတိချချိန်မယ်โอเค โอเคအဆောလို့ရှိရင်တန်ရှော့ရှိတန်ရှော့ကကြီးကြီးမားမားရှိတယ်ပေါ့เนาะအဲ့တော့ကြီးရှိတယ်ဆိုတော့ကျွန်တော်တစ်ချက်တော့အဲကျွန်တော်တို့တွေခဲငွေရိုက်မယ်เนาะခဲငွေရိုက်မယ်ခဲငွေရိုက်မယ်ဆိုတော့အာကျွန်တော်ဒီကောင် ခင်ခွင့်ရိုက်မယ်ပေါ့နော်ခင်ခွင့်မရခင်လေးမှာကျွန်တော်တို့တွေဘယ်ဖြစ်နေရမှာပူလဲဆိုတော့လို့နည်းနည်းအကြံမသိအောင်လို့စမ်းကြည့်မယ်နော်နော်အကြံမသိအောင်စမ်းကြည့်မယ်အဲ့တော့စမ်းကြည့်မယ်ဆိုတော့ခုကကျွန်တော်4.2ထားထားတယ်4.2ထားတာကိုနည်းနည်းကျွန်တော်ရှော့လိုက်မယ်နော်ရှော့လိုက်မယ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 ်โอเคကျွန်တော်အာ2လောက်ထားလိုက်မယ်နော်2.2တော့ကျွန်တော်ထားလိုက်တယ်โอเค โอเคဒါဆို2 by 2မှာမရှိဘူးပေါ့เนาะ2 by 2မှာချိန်တာမရှိပါဘူးအဲကျွန်တော်ပြပြမယ်เนาะပြပြမယ်โอเคเนาะကျွန်တော်ဒီမှာ2 by 4လောက်ထားတာလဲ short မရှိသေးပါဘူးကျွန်တော်နည်းနည်းထပ်တင်ကြည့်လိုက်မယ်เนาะထပ်တင်ကြည့်လိုက်မယ်โอเคเอาဆိုရင်เอาဆိုရင်3 by 2มาเปลี่ยนရှိသွားเนาะအဲ့တော့ကျွန်တော်ပြန် short မယ် โอเคအဆိုရင်သူညိန်သွားပြီပေါ့နော်ညိန်သွားပြီကျွန်တော်ဘယ်လောက်မှညိန်နေဆိုတော့3 point ကျွန်တော်တွေ1 2လောက်မှညိန်နေပေါ့နော်ညိန်ပြီဆိုကျွန်တော်ဒီတိုင်းပဲထားမှာဖြစ်ပါတယ်သူက short ဆားတာတော့နည်းနည်းပြနေတယ်အဲ့ဒါကိုကျွန်တော်ကဒီမှာပင်ထဲမှာပူလေးပေါ့ပင်ထဲမှာပူလေးလိုက်ဆန်းရမှာဖြစ်ပါတယ်အဲ့တော့ပူတဲ့နေရာနောက်ကိုကျွန်တော်ကခင်းငွေလေးရိုက်ပြီးတော့တေချောင်ထပ်ဆားမှာဖြစ်ပါတယ်အခုလို့စေတော့ဘနာပူလေးဆိုတော့အကြမ်းမြင်ပေါ့နော်ရှားမှာဖြစ်ပါတယ်ပုံမှန်တော့ဒါ2 way supply နဲ့ရှားတာပေါ့နော်ဒီကောင်တော့ကြာတယ်အဲဒီကောင်တော့ဆစ်ရှင်နဲ့ကြာတယ်ကျွန်တော်ပုံမြင်တဲ့ဟာလေးရှားကြည့်မယ်နော်အဲ့တော့5 supply နဲ့ဆန်းကြည့်မယ်ကျွန်တော်5 supply နဲ့ဆန်းကြည့်မယ်နော် ော်ကျွန်တော်ဖိုင်ဆိုတိုင်းဖွင့်ကြည့်မယ်နော်2နေမယ်ဒီမှာ5 MB ကိုအွန်လိုက်မယ်โอเคအားဆိုရင်ဒီမှာ5 MB ကကျွန်တော်အွန်အွန်လိုက်ပြီနော်โอเคအားဆိုကျွန်တော်ခုဒီကောင်လေးကိုကျွန်တော်အဲကျွန်တော်ဟိုပါပြပုံနော်ပူပုံလို့ကျွန်တော်စောက်ကြည့်နေတယ်ဒီကောင်လေးဖြည်းဖြည်းနဲ့တော့ဖြည်းဖြည်းနဲ့တော့ဒီနားလေးမှာတော့နည်းနည်းပူလာတာကိုကျွန်တော်သွားတွေ့ရတယ်နော်အဲဒီနားလေးမှာနည်းနည်းပူနေတာဒီနားလေးမှာပူလာတာကိုသွားတွေ့ရတယ်အဲ့တော့ဒီကောင်လေးကိုပူနေတာလေးကိုကျွန်တော် ဖြုတ်မယ်ပေါ့နော်အဲ့တော့တေချာသွားအောင်ဘယ်နှပူလဲဆိုတာကိုကျွန်တော်တို့တွေ တခြားသောင်းကိုကျွန်တော်နည်းနည်းဆန်းဆန်းလိုက်မယ်နော်ဒီနားလေးကိုကျွန်တော်ဒီနားလေးကျွန်တော်ဒါလေးတီရှူးစီလေးနဲ့ကျွန်တော်တို့လိုက်အဲ့တော့ဒါပူလာလို့ရှင်အဲ့တီရှူးစီလေးကပျော့သွားမှဖြစ်ပါတယ်နော်ပျော့သွားမှဖြစ်ပါတယ်ဒါကျွန်တော်တခြားစောက်ကြည့်မယ်ဗျာโอเคอ่ะဆိုရင်စပြီးတော့ပူလာပါပြီပေါ့เนาะစပြီးတော့ပူလာပြီဒီမှာเนาะခုနထင်းရှူးစီပုံထားတဲ့အပုံလေးရနေပြီးတော့ခုဆိုရင်အရေးပျော်သွားပါပြီเนาะ အဲ့တော့အဲ့ဆိုရင်ဒီဒီဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်လေးပဲဖြစ်ပါတယ်ဒီ coin လေးပဲဖြစ်ပါတယ်ဘောနော်ဒီ coin လေးကိုဖြုတ်မယ်ဖြုတ်ပြီးတော့အစားထိုးစရာရှိရင်စားထိုးမယ်ဘောနော်တကယ်တော့အစားထိုးစရာဒီကောင်လေးအစားထိုးမယ်ကောင်ဘောနော်โอเคကျွန်တော်ဒီကောင်လေးကိုဖြုတ်မယ်ကောင်လေးဖြုတ်မယ်အဲ့ဆိုလို့ရှိရင်သူနဲ့တူအစားထိုးမယ်တခုရှာလိုက်မယ်နော်โอเคဒါဆိုကျွန်တော်ကျွန်တော်သူနဲ့တူတယ်ဘုတ်သူနဲ့တူတယ်ဘုတ်တစ်ခုမှာကျွန်တော်တို့မှာ coin လေးတစ်ခုရှိတယ်အဲ့ coin လေးကိုကျွန်တော်ဖြုတ်ပြီးသူ့ကိုထည့်မယ်နော်အဲ့ဆိုဒီ coin လေးကိုအရင်ဖြုတ်လိုက်မယ်နော် ော်ဒါတော့အပူပေးတာပေါ့နော်အပူပေးလိုက်ရင်ဒီ coin မှာတက်ထားတဲ့ခဲကပျော့သွားရင်နော်ပျော့သွားပြီးတော့ကျွန်တော်တို့တွေကိုကိုလိုချင်တဲ့ဖြုတ်မဖြုတ်တက်မတက်ရပါပြီဗျာနော် อเคอ่ะဆိုလို့ရှိရင်ဒီမှာကျွန်တော်ဖြုတ်ပါပြီအဲ့တော့တတိကောင်လေးပဲဖြစ်ပါတယ်เนาะဒီမှာเนาะနင်းတို့သေးတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ဒီနာလေးမှာမမရလေးဖြစ်တော့ဒီတယောက်ထည့်တာနော်โอเคโอเคအဆုံးနဲ့ကောင်လေးကိုဖြတ်လိုက်တော့မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုဖြုတ်မယ်နော် ာဆိုလို့ရှင်ပြီးပြီပေါ့နော်တော့ပြီးဆိုတော့ကျွန်မကွန်ချင်းတကူပြန်အစားထိုးထားပါတယ်။အော်ကျွန်တော်အချင်းလေးကောင်းမကောင်းသိအောင်နည်းနည်းတိုင်းကြည့်မယ်နော်။ Okay အားဆိုလို့ရှင်။ Okay အားဆိုကွန်ချင်းကောင်းပါပြီနော်။ကောင်းပြီဆိုတော့ကျွန်တော်ပုတ်သေးချသွားအောင်ပြန်ပြီးတော့ဆန်းကြည့်မယ်။ โอเคအဲ့ဆိုရင်အားဒီကောင်ဒီမှာ shop မပြတော့အတန်မမြင်တော့เนาะဒါဆိုကျွန်တော်4 byte တူလေးချက်တင်ကြည့်လိုက်မယ်4 byte တူလေးတင်โอเคတော့အဲ့ဆိုကျွန်တော်ဒီမှာ4 byte တူလေးပြန်တင်ထားတာเนาะ4 byte တင်ပြီးတော့ဒီကောင်လေးကိုပြန်ဆန်းမယ်ဗျာเนาะအကျွန်တော်4 byte တူတင်ပြီးတော့ပြန်ဆန်းမယ်เนาะโอเคအဲ့ဆိုလို့ရှင် shop မရှိတော့ပါဘူး shop မရှိတော့ဆိုတော့ကျွန်တော်စက်တဲ့ပြီးဆန်းမယ်เนาะဆက်တဲ့ပြီးတော့ဆန်းမယ် အဲ့ဆိုရင်ကျွန်တော်စတဲ့ထည့်ပြီးတစ်ခါပြန်ဆက်မယ်နော်အဲ့ဒီမှာပေါ့နော်ဖုန်းရဲ့အခြေအနေကအခြေအနေမကောင်းဘူးမကောင်းတာဆိုတာကသူကအာတင်ပေါက်ကတော့မင်းမနော်အာတင်ပေါက်ကတန်ကြီးတက်ပြီးအာတင်ပေါက်အထိုင်တော့လဲရမယ်ဒါလည်းမကောင်းဘူးပေါ့နော်ဒါလည်းမကောင်းဘူးပြီးတော့ကြတော့ကျွန်တော်ဒီကောင်လေးစမ်းစမ်းကြည့်လိုက်တာပေါ့နော်ဒီမှာဒီမှာကြည့်လိုက်ဒီကောင်လေးရတယ်ဒီကောင်လေးတန်တန်ကြီးကြီးနေတယ် မလည်းတန်ကြီးကြီးကိုက်နေတယ်ဒီကောင်လည်းခြေနေမကောင်းဘူးပြီးတော့ကြတော့အဲခြေနေမကောင်းတာလည်းများတယ်ဗျာနော်ခြေနေမကောင်းဘူးပြီးတော့ဒီမှာလောသက်ပါဝါခလောက်ပေါ့နော်ပါဝါခလောက်ကလောသက်ကျွန်းနေတယ်ဒါလည်းနှိပ်လို့မရတော့ကျွန်တော်ဇာဇာလည်းထောင်းလို့မနော်အဲ့တော့ကျွန်တော်ပါဝါနိုးကြည့်လိုက်မယ်โอเคပါဝါနိုးကြည့်တော့ကံကောင်းထောင်းမတော့နေပါဝါနိုးလာပါတယ်ပါဝါလာပြီပေါ့နော်ဒါဆိုပါဝါလာပြီဒါဆိုဒီဖုန်းကကျွန်တော်ရေးပြစ်ပြထားတာအရင်ကြပါမယ်လေပါဝါတော့ပြန်လာပါပြီဒါမဲ့ဘာမကောင်းလဲဆိုတော့ကျွန်တော်တို့တွေโอเคဖုန်းကပါဝါတော့လာပြီ ပါလာပေမဲ့ဘာမကောင်းလဲဆိုတော့ကျွန်တော်ဒီမှာမှန်ရုပ်မလာဘူးပေါ့နော်ကျွန်တော်မှန်မှန်အစ်စ်နဲ့စမ်းကြည့်တာအဆင်ပြေတယ်ဒီမှန်နဲ့စမ်းကြည့်တာရုပ်မလာဘူးပေါ့ဒီကောင်ကရည်ဝင်ပြီးတော့မှန်ပြတ်သွားပါပြီအဲ့တော့ဒီကောင်လေးကမှန်လဲရင်ရပါပြီပြမှန်လဲရမယ်ပါဝါကျူးလဲရမယ်အဲပြီးတော့ဒီအောက်ချမ်းလဲရမယ်၃မျိုးပေါ့နော်အဲ့တော့မှန်လဲတာကမှန်လဲတာက6000လောက်ကြမယ်ပါဝါကီက5000 အောက်ချမ်းကလည်း9,800လောက်9,800လောက်ဆိုတော့အလောင်းအလောင်း9000ကျော်လောက်ကြာမယ်ပေါ့နော်9000ကျော်ကြာမယ်ဆိုတော့ကျွန်တော်ကကျွန်တော်ရဲ့ customer တော့ပြန်မေးပြန်မေးရအောင်ပဲပေါ့နော်ခုံးလာပြင်တဲ့မိတ်ဆွေကိုတစ်ချက်ပြန်မေးရအောင်ပဲပေါ့သူကပြင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမှန်အမှန်လဲမယ်အောက်ချမ်းလဲမယ်ပါကလုတ်လဲမယ်ဖြစ်ပါလေတော့ဘာဖြစ်ဖြစ်ဒီမှာ power တော့ပြန်လာတော့ပါပြီအဲကျွန်တော်အဓိက main point ပြချင်တာတော့ကျွန်တော်မိတ်ဆွေများကို power power မလာတဲ့လုံးလေးပေါ့နော်စစ်စစ်နီးလေးတွေလို့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဒါဒီကောင်တော့ကျွန်တော်ကဒီ ဒီတင်တင်မီဂျာ shop ဖြစ်တာကိုတန်တွေ့လို့ပေါ့နော်တချို့လည်း shop ဖြစ်တာတန်မတွေ့လို့ရှင်ခဲငွေတွေပါရိုက်တာမျိုးတွေရှိတယ်ခုနခုနလိုထင်းရှူးစီလေးနဲ့အကုန်လုံးကိုလိုက်တုတ်ရတာလိုက်တုတ်ပြီးပူတဲ့ဟာတွေကိုဖြုတ်ရတာပေါ့နော်ဒါကတော့တန် shop ပေါ့နော်တန်တန် shop ဖြစ်ပါတယ် okay ငါဆိုလို့ရှင်တော့ဒီကောင်လေးကကျွန်တော်ရဲ့ power node နဲ့ပိုင်းတော့ပြီးတော့ပါပြီဗျ okay အားလုံးပဲပေါ့နော်အစားဆုံးကြည့်ရှုပေးတယ်မယ်ဆိုတော့လုံးထူပဲကျေးဇူးတင်ပါတယ်အဓိကတော့ဖုန်းသလုံးအဲ့လိုမျိုးရေဝင်လာတော့ပါမလားလို့ဖြစ်ရင်ကျွန်တော်တို့အဓိကကဘာလဲဆိုတော့တန့်ရှင်အရင်အရင်လုတ်ပေးရမယ်ဖုန်းတန့်ဖုန်းတန့်ရှင်သွားပြီဆိုလို့ရှင်ကျွန်တော်တို့က 50ကျားကနော်ပြင်ပြတာနဲ့အတူတူပါပဲဒါကြောင့်မို့အမြဲတမ်းတန့်ရှင်းနေအောင်ထားမယ်ပေါ့နော်ဘာဘာကြောင့်လဲဆိုတော့သူကဂျားတဲ့တဲမှာတဲမုံလေးလေးတတ်မှုလေးတစ်ခုရောက်သွားတာနဲ့ကျွန်တော်လက်စီတက်ကစီစင်းသွားပြီး short တဲ့ပုံနဲ့သူမြင်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဖုန်းကိုလောကဘုတ်ကိုလောကတန့်ရှင်းနေအောင်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီညလေးလေးကျွန်တော်တန့်ရှင်းလေးလုပ်ပြအောင်မယ်နော်ဒီမှာမနော်ဟုတ်ပြီဆိုကျွန်တော်လေးဂျုံဂျုံလို့ပေါ့နော် တက်လက်စားတယ်ပေါ့နော်ဖုန်းပုံမှာပါတဲ့တိဆောက်တာလေကွန်ပျူတာအကြောင်းလေးပဲကျွန်တော်မြောက်ပြင်မယ်เนาะအဲ့တော့ဖုန်းလိုင်းဘယ်ဖုန်းနဲ့နေအားလုံးတူတူပါပဲ iPhone နဲ့တူတူပဲဘယ်ဖုန်းနဲ့နေတူပါပဲเนาะဘာလေးဘာလေးတူတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ရေဖုန်းနဲ့ဖုန်းတိုင်းမှာကျွန်တော်တို့ရေ အဲကျွန်တော်တို့ဆင်းဆင်းထိုင်ပါမယ်အဲပြီးလို့ရှိရင်ဒီမှာဒီနှစ်ခုပေါ့နော်ဒီကောင်ကတော့ဒါ CPU နဲ့ EMC ပဲဖြစ်ပါတယ်အဲ့ဒါဖုန်းထဲမှာပါပါတယ် CPU ရဲ့ EMC ရဲ့ကျွန်တော် CPU ကစက်တစ်ခုလုံးကိုပါဝါဘိုင်းကိုထိချုပ်ထားပြီးတော့ EMC ရော software ဘိုင်းပေါ့နော် software တွေပါပြတ်တယ်ဆိုရင် EMC ကိုထုတ်ပြီးတော့ကျွန်တော် ICU ထုတ်ပြီးတော့ software တွေပါရေးလို့ရတယ်အဲ့တော့ဒါ CPU နဲ့ EMC ဖြစ်ပါတယ်ဒီဟာလည်းကျွန်တော်ဘယ်ဖုန်းဆိုကုန်ပါဘယ် ဘယ်ဘယ်ဘယ်ဖုန်းဆိုဘောနော်အဲ့တော့ဒီမှာအတူတူပဲဒီမှာနော်ဒီလိုပုတ်ကဒီလိုဒီလိုမျိုးပဲဖြစ်ဖြစ်ဒီလိုအရှိပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်အတူတူပဲအဲ့တော့ပါတဲ့ IC တွေအတူတူပဲဒီမှာ power IC ပါမယ် power IC ပါမယ်ဟော EMC ပါမယ် CPU ပါမယ်ပြီးလို့ရှင် charging ပါတဲ့အတွက်ကြောင့်မှ charging IC ပါမယ် camera ပါတဲ့အတွက်ကြောင့်မှ camera IC ပါတယ်အဲ့တော့ wifi ပါတဲ့အတွက်ကြောင့်မှ wifi IC ပါတယ် bluetooth နဲ့ wifi နဲ့အတူတူပဲအဲ့တော့တချို့ radio ပါတဲ့ phone ဆိုတော့ radio IC တော့တည်တံ့ပါတာမျိုးလည်းရှိတယ်အဲ့ပြီးတော့ကျွန်တော်တို့ကဒီဟာလေးပဲကျွန်တော်တို့ပြီးရင်သူ့ပုံမှာတိစောက်တဲ့အရာအရာလေးတွေကတော့ကျွန်တော်တို့ဒီမှာ အဲကျွန်တော်တို့တူတူလမ်းတူလမ်းကြောင်းတိုင်းပေါ့နော်ကျွန်တော်တို့တွေဒီမှာအဲသူရဲ့ capacitor လေးလေးဒိုင်းအောင်လေးတွေ register လေးလေး terminator လေးလေးစပြပေါ့နော်ဒီဟာလေးပဲတိစောက်ထားတာ channel channel တွေမြန်မြန်ဆဆထူးဆန်းတာဘာတစ်ခုမှမပါဘူးဖုန်းအလုံးတူတူပဲအဲ့တော့ကျွန်တော်တို့ကအဓိကပေါ့နော်ကျွန်တော်တို့က shortcut လေးလေးတိထားလို့လေဥမာဥမာ shortcut တွေဆိုတာဥမာဟိုလာနှုတ်နိုင်ဆိုလို့ရှိရင်အော် power ပိတ်ပြီးတော့ဖွင့်လိုက်ရင်ပြန်မပွင့်တော့ဘူးဆိုလို့ရှိရင်အဲကျွန်တော်တို့ capacitor လေးဟိုဘက်ဒီဘက်လဲပေးတာလို့ဒိုင်းလေးဟိုဘက်ဒီဘက်လဲပေးတာလို့ဒါသူ့ရဲ့ shortcut error ပေါ့နော်မိုးရပါ error အဲ့တော့ကျွန်တော်တို့အဓိကအဲ့ဒါတွေအားလုံးပိုင်နေချင်း diagram ကြည့်တတ်ဖို့လိုပါတယ် diagram ကကြည့်တတ်မယ်ဒီ format diagram ဆို Google မှာရှိတယ်အဲ့တော့ဥမာဒီဒီ note ရဲ့ diagram ဆို note ရဲ့ diagram note subject diagram note subject diagram ဆိုပြီးရှိုက်တယ် note subject မှာအဲ့တော့ diagram ဆိုတာကတော့ဘယ်ဘယ်ညမ်းမှာလောဘိုးဘလောက်ရှိတယ်ဒီနားဆို1.2ဘိုးရှိမယ်ဒီမှာလည်း1.2ရှိမယ်အဲ့ဒါတွေကိုကျွန်တော်တို့မီတာနဲ့လိုက်ထောက်မှာဖြစ်ပါတယ်တကယ်လို့ဒါ diagram နဲ့တိုက်ကြည့်ရမယ် ောက်ဒိုင်ကမ1 1.2ရှိတယ်သူ့မှာ1.2မရှိရင်ဒီကောင်းဟိုဒါအဲ့ဒါတို့ပြတ်တမပြီအဲ့ကောင်ကိုဖြုတ်ရင်ဖြုတ်လဲလဲလုပ်လို့ရပါပြီပေါ့နော်အဲ့တော့ဒီမှာကင်မရာပါတယ်ကင်မရာ IC မှာ flash မိပါတယ် flash IC လည်းပါတယ်အဲနော်ကျွန်တော်တို့ဒီ power ပါတယ်ကျွန်တော် power လည်း power IC ပါမယ်ကင်မရာပါကင်မရာ IC radio IC bluetooth IC အဲကျွန်တော်အတန်ပါတယ်ကျွန်တော် audio IC ပေါ့နော်အတန် IC ပေါ့အဲ့လိုမျိုးလေးတွေပါတယ်အဲ့တော့ကဲတလောက်ဆိုမေးစီမှာဒီဘောကအကြောင်းလေးလို့သိပြီထင်ပါတယ်နော်ဒီမှာလည်းသူ့ရဲ့ socket လေးရှိတယ်အဲ socket လေးတွေကလည်းရေဝင်တာဖြစ်ဖြစ်အဲကျွန်တော်တွေပြက်ပြက်တက်တယ် အဲ့ဒီတန်ကြီးတွေကပြီးပြတ်တက်တယ်တချို့လည်းအလိုထိမိခက်မိတာမျိုးစီရင်လည်းဒီ socket လေးကလည်းဖြုတ်လေးလို့ရပါတယ်ပေါ့နော်အပိုအပိုလာပါတယ်ဒီ order လေးအပိုလာတယ်ပြီးတော့ဒီကတော့ earpod ပေါ့နော်ဒီကဒီကဒီ earpod ကလည်းဒီမှာထိုးလိုက်လို့အတံမလာတော့ဆိုလို့ရှိရင်တော့နှစ်ချက်ကနေတံမလာရင်ဒါလေးကိုဖြုတ်လေးလို့ဒါလေးဖြုတ်လေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စဉ်းစားပေါ့နော်ဒါစဉ်းစားဖြစ်ပါတယ်ဖုန်းခေါ်လို့ရှိရင်အဲဖုန်းလာလို့ကင်လို့ကျွန်တော်နာနာကလိုက်ရင် automatic မှိန်သွားတယ်အဲတကယ်လို့ကျွန်တော်တို့ကအဲဖုန်းကိုအနာနဲ့ပြန်ခေါ်လိုက်ရင် ပြန်လင်းသွားတယ်ဒါစင်စာလေးအလုတ်လုတ်ပေးတာဖြစ်ပါတယ်ဒီစင်စာလေးကောင်းမတတယ်အလုတ်လုတ်လို့မစင်စာမကောင်းရင်ဘာဘာဖြစ်မလဲဆိုတော့ဖုန်းလာရင် black screen တန်းမဲသွားတတ်ပါတယ်အဲ့လိုမျိုးတွေဖြစ်ရတဲ့ဖုန်းခေါ်လိုက်တဲ့နဲ့မဲမဲသွားမှာနော် and အဲ့လိုချင်တဲ့မျိုးဆိုရင်ဒီကောင်လေးကိုဖြုတ်ချင်ဖြုတ်ဒါလေးကိုဖြုတ်ချင်ဖြုတ်လိုက်လို့ရတယ်သို့မဟုတ်လည်းအစ်တလဲချင်လဲလဲလိုက်လို့ရတယ်ပေါ့နော်ဒီဟာလေးကတော့ကင်မရာလေးကတော့အလုံးအလုံးသိပြီးသားနေမှာပါနော်ဒီမှာနော် ီကောင်လည်းဖြုတ်တက်ကအရန်လွယ်တယ်ဟောဒါဆိုတက်ပြီးသွားပြီဖြုတ်တော့တာလေးဆွဲဖြုတ်လိုက်ရင်လွယ်လွယ်လေးရယ်နော်ဒီကတချို့ကင်မရာတွေပါလဲလဲချင်းဒီလိုမျိုးလေးကင်မရာလေးဝယ်ပြီးဒီမှာလွယ်ကောက်တက်လိုက်ရုံပဲဒါပဲပြီးပြီနော်ကင်မရာတက်ကတာလည်းလွယ်တယ်โอเคဒါလို့ဆိုအားလုံးစီပြီးမယ်ဒီမှာလေဗျအားလုံးကျေးဇူးတင်ပါတယ်ဖုန်လေးတဲတမျိုးဖြစ်နေနော်အဲ့ဒါကိုတန့်ရှင်းလုပ်ပြရမယ်ဒါတော့သူမှန်လဲမလို့ဆိုမှပဲဆက်လုပ်ပြရမှာပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများဖုန်းလေးတွေပေါ့နော်အဲ့တော့ဘယ်ဘယ်ဖုန်းလေးလေး ကျွန်တော်ပေါင်ပေါင်လာတဲ့ပိုင်းလေးပြင်ပြစီခြင်းနဲ့ဆိုတော့ comment လေးမှာရေးခဲ့ပါအဲ့တော့ကျွန်တော်စီမှာတော်တော် model တော်များရှိပါတယ်ကျွန်တော်အရင်မနေ့ကတော့ model အမြင့်နေပဲကျွန်တော်နှုတ်ပြတယ်ပါဒီနေ့ကတော့ model အနိုင်လုံးလေးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီးအားပေးကြပါဦးခင်ဗျာ like subscribe နေပြီးအားပေးကြပါဦးဗျာ yeah yeah